ဂါဇာတွင်မြေပြင်စစ်ဆင်ရေးများ အစ္စရေးသူထည့်ဆောင်ရွက်နေ။ဂါဇာကမ်းမြောင်ဒေသအတွင်းမြေပြင်စစ်ဆင်ရေးတွေကိုအစ္စရေးစစ်တပ်ကသုံးထည့်လှုပ်ဆောင်နေကြောင်း CNN သတင်းမှရေးသားထားပါတယ်။ကာဇာကမ်းမြောင်နဲ့အစ္စရေးပိုင်နယ်ကြားကြီးမားတဲ့ဂျာခန်ဆန်တို့ဖန်တီကမြေတဲပင်လယ်ကမ်းရိုးတန်းရှိအရတားထောင်ပေါင်းများစွာကို အရင်ကထက်ပုံမှန်ကြီးမြောင်တဲ့ area ကိုအစ္စရေးဘက်ကသုံးပိုလျက်ရှိပါတယ် CNN ရဲ့စင်းစရာရာအစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက2025ခုနှစ်မတ်16ရက်ကစတင်ကကာဆာတောင်ပိုင်းရှိရာဖာဒေသအလောက်အပအဝင်ကာဆာကမ်းမြောင်ဒေသအများပြားမှာနေထိုင်တဲ့ပါလက်စတိုင်းတွေကိုရွေ့ပြောင်းမှုအမိန့်ထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအစ္စရေးဟမတ်အပြည့်အဝသဘောတူစာချုပ်တွေထားရှိထားပေမယ့်အစ္စရေးဘက်ကကာဆာကမ်းမြောင်ဒေသအတွင်းမြေပြင်စစ်ဆင်ရေးတွေထပ်မံတိုးချဲ့ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂအစိုးရဟမ်မတ်တွေအနေနဲ့ကြင်ရှင်းနေတဲ့အစ္စရေးသစ္စကံတွေကို အမြန်ဆုံးလှုပ်ပေးရင်အစ္စရေးစစ်တပ်ကအရှိန်ဟုန်ပြင်းပြင်းကျိုးပန်းနေတာတွေလည်းတွေ့ရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။